ရေချိုးကအိမ်နာတအိမ်လုံးကိုကုန်ပြန်ပြင်ရတာအကုန်ပြန်စေးကြောရတာအိမ်ဟောင်းကြီးအိမ်အိုကြီးဖြစ်နေတာအခုပြောချင်တာကျမမဝန်ထမ်းတွေအများကြီးနဲ့နော်ဝန်ထမ်းတွေအများကြီးနဲ့မလို့အခုအိမ်ကြီးကကျမတို့ညဘက်မအိမ်ရဘူးအထက်ထဲမှာအပ်နေတော့မအိမ်ရအပ်တာမှအကြားအကြီးကိုဒီလက်တချောင်းထည့်လို့ရတယ်အပ်နေပုံစံကြီးဆိုတော့အကျိုးအကြောင်းလေးမေးတာအဘရေနော်ကျမအမျိုးသားလှမ်းမေးတာသူတို့ယောက်ျားလေးချင်းချင်းစကားပဲအဘရေ နော်တန့်ငါးတဲ့ကလည်းကျမတို့ကို6လသာပဲငါမယ်ကျမတို့ကသိချနားမလဲတော့6လသာ6လသာပဲငါအဖရဲ့တနစ်စာလေးတော့ချုပ်ကျင်တော့6လသာပဲချုပ်မယ်တဲ့ငါတဲ့အဲ့ဒီကတော့တစ်ဖက်ပြောတာနဲ့အဲ့ဒါငါတဲ့နင်းတို့ကလာသာထတ်တော့မှဖြစ်တဲ့အတွက်ကြောင့်လဲဆိုတော့အဲ့အဖရဲ့လို့တကယ်လို့တိုးခိုင်တော့မှမတရားမတိုးပါနဲ့ဖရဲ့နည်းနည်းလေးတော့ short တိုးပါဒါပေမဲ့ကိုကဒီအဲ့အနေထားကိုပြန်ပြင်ရမယ်အနေထားရယ်လို့ကိုမသိခဲ့မသိခဲ့ဘူးနေနေနေနဲ့ကျမရဲ့အရင်ဖန်လေးဆိုတိမာပါကျမဘာမှမဆိုရိုက်တင်ပေးတယ်ဆိုအလကားတင်ပေးနေရမဟုတ်ဘူးကျမမှာတခုခုပြုတ်နေပြီဆိုကျမဘက်မှာဖန်နေပဲရှိတယ်ဒါကငရင်တန်း ဒီသူတွေတင့်တဲ့သူလေးတွေဟိုလက်ဖက်ထမင်းအလူရှင်ညီမလေးတွေကဟိုသူတို့ပစ္စည်းတွေကတော့အကုန်ဝယ်ပေးတာဒီမှာကျောက်ဦးကိုလည်းဒီတိုင်းလွဲမရဲပြုတ်ပေးပါတဲ့မစားတဲ့သူကြတော့လည်းဘယ်လိုပဲဖြစ်နောက်ရစားလို့ရအောင်လို့ပေါ့နော်သူတို့ကလေးတွေရဲ့အတွေ့အလျာသူတို့ဖြစ်နေတဲ့အတိုင်းညီမလှုပ်ပေးတာပါဒါဘာဒီအရေးကမဆိုးပါဘူးဘာအမျက်မှလည်းမယူသလိုနော်ဘာအဖိုးကမှလည်းညီမမယူပါဘူးဒါလက်ဖက်တွေဆိုလည်းတေးချထောင်းပဲစီနဲ့တေးချကိုအိမ်စားသလိုပဲညီမတို့ကလောကဒါနပဲ လုတ်ပေးတာပေါ့နော်သူတို့အကုန်လုံးဝယ်ချမ်းပေးသွားတယ်အဲ့ဒါကိုညီမတို့ကဒီမှာချက်ပေးရတာပေါ့နော်ချက်ပေးပြီးတော့ဒါစီစဉ်ပေးလိုက်တာပေါ့သူတို့ကချက်ကပြုတ်ကကလေးတွေကပေးပါတယ်ညီမမယူတာပါဒါညီမတို့လိုအပ်တာညီမတို့တတ်နိုင်တာလေးတွေလုတ်ပေးတာပေါ့ပေါ့နော်ဒီပါဒီဘက်မှာလည်းအလှရှင်တွေရဲ့ အမားတွေညီမတို့ချက်နေရပါတယ်အလူရှင်အမားတွေအကုန်လုံးညီမအရင်တိုင်းနေပြီးလုပ်ပြတာပါရှင်အကုန်လုံးအရင်တိုင်းညီမတို့ကြောက်မှုတွေတွေပဲညီမတွေ့อยู่တာအမြက်ဘာတစ်ခုမှညီမမယူထားဘူးညီမတို့အကုန်လုံးဒါလောကဒါနနဲ့ညီမလုပ်ပြတာဖြစ်ပါတယ်ဒီအခုဒီလက်ဖက်တမင်းကတော့ညီမလေးတွေကသူတို့ကိုယ်တိုင်ဝယ်ပြတာဒီလက်ဖက်သားတွေပါတယ်ကတော့ကိုယ်အိမ်မှာရှိတဲ့ခါကျတော့ဒါလက်ဖက်သားကိုဝဝယ်တဲ့အရင်တိုင်းပဲလက်ဖက်သားတွေရောအကုန်လုံးပြန်လုပ်ပြတာပါရှင်โอเคยัดตาဒါတော့ငလင်းဘေးအတွက်လောဝဒနာပြုလို့ရတဲ့ ဖွဲ့ပေါ့ဗျာနော်လာမယ်နော်ခဏလေးလာမယ်လာမယ်အညီမတို့ခရမ်းကျင်သီးနဲ့ငချောက်နဲ့ပေါ့နော်ငချောက်ငရမ်းကျောက်ဒါတော့ဒါငရမ်းကျောက်အချိုကျောက်တွေပါညီမဒီဘက်လာတော့ထမယ်တော်ပြီဘုကတော့ချိန်တယ်မယ်၃ဦးဒီမှာခရမ်းကျင်သီးနဲ့ငချောက်နဲ့ခရမ်းကျောက်ดาวลงว่าเล่นเนี่ยเอาพวกเราฉะมาဖြစ်ပါတယ်เล่นเนี่ยลงว่าเล่นပြီးတော့နောက်ရက်တွေမှာဒီငင်းတန်း တဲ့နဲ့သူမေးတယ်နောက်ရဒီနေ့သွားပို့ပေးမယ်လဲမစားခြင်းလို့နောက်ရဒီစားလဲအထားခံအောင်လို့လုံးဝလိတ်နေအောင်လုံးဝအဲ့လိုမျိုးအချိန်အကြာကြီးပေါ့နော်ပေးပြီးတော့ချက်မှဖြစ်ပါတယ်ခဲညီတင်ကပြချက်ပေါ့နော်မှ6တုံးတည်းဆိုလဲညီမအချီးတွေအယိုးတွေလည်းမထည့်ထားဘူးလုံးဝမအသားတုံးတွေပဲအဲကြောင့်အယိုးတွေစူးတောင်းနေဘာမှမထည့်ထားပါဘူးနော်အစားရတဲ့သူလေးတွေအကုန်လုံးအဆင်ပြေအောင်လို့ပေါ့နော် စစ်ကြီးနဲ့မရှိသေးဘူး။ပေချာကိုလောက်လာတာဖြစ်ပါတယ်။ဒီစားလေးကိုချက်ပေး။ဒါ900စာပေါ့နော်။လူဦးရေ900စာပါရေတန့်ရော။အဲ့ဒါလည်းဟင်းမြိုင်များတယ်လို့ညီမတို့ပို့ပြီးတော့လူဦးရေပွဲရေထမင်းထပ်တိုးမယ်ပေါ့နော်။မင်းနေရာတော့ဘယ်မှာချက်နေရောမှာဒီဘက်မှာယေစုစံခတ်ငလင်ဘေးမှာရေတန့်လေတော်တော်လေးအေးပါတယ်ဗျ။ရေးပါတယ်နေရာကနေရှိနေတယ်ပေါ့နော်။ချက်ပြုတ်နေကြတော့။ဟုတ်တယ်တော့လောက်တာ ညောင်းရည်တွေအဲ့လိုရေဆိုးရည်ညစ်တွေတောက်ရမယ်ဆိုလို့ရှိရင်ဒါပြည်သူတွေအတွက်ဝမ်းရောဂါတွေဖြစ်လာနိုင်တယ်ပေါ့နော် တို့ထမင်းဘူးတွေကတော့မထည့်နေပြီပေါ့နော်ဒီဘက်မှာငရမ်းကြောက်ကညီမတို့ချက်ထားတဲ့လေးတွေကိုအခုမှချက်ရတာအရန်ကြပါတယ်ချင်းညီမလည်းကောင်းကောင်းလေးစားစီချင်တော့လေငရမ်းကြောက်ခရမ်းညီလေးရောက်ချက်ရတော့တော်တော်အချိန်ပေးရတယ်ဒါမှနဲ့၅ခွဲတည်းကထားချက်နေကြတာအခု10ခွဲ17လောက်မှပြီးရပေါ့နော်အဲ့ဒါမြင်မြန်အေးအေးခံပြီးတော့ဒီလိုညီမတို့အထုပ်ကလေးတွေနဲ့လူတစ်ယောက်ကိုလုံလုံလောက်လောက်စားစာလေးထည့်ပေးထားပါတယ်နောက်တစ်ခုကအဲစားချင်တော့မစားချင်တော့မှနောက်နေ့မှစားရင်လည်းအဆင်ပြေအောင်ထမင်းလေးတွေမှာလို့အထုပ်ကလေးတွေနဲ့ထည့်ပေးထားတော့ ်ခမင်းနေနဲ့ပျက်စီးတော့ဘူးเนาะတို့ကြတော့လက်ချက်ချင်းမစားကျင်တာလေးရှိတယ်ဒါပေမဲ့ညီမလာလူတဲ့ခါကျရင်ငရဲကြောက်ချက်ကလေးလို့တိလိုက်တာနဲ့အလူရှင်လေးတွေစားကြည့်ပါရှင်ဘလောက်ပဲစိတ်ညစ်နေနေပေါ့เนาะအပေါ့စားတဲ့သူလေးတွေပေါ့เนาะစားကြည့်ပါရှင်ဘလောက်ပဲစိတ်ညစ်နေနေစားလိုက်တာနဲ့အရသာလေးကထပ်စားခြင်းစိတ်ပေါက်သွားအောင်ညီမတိချာလေးကိုချက်ထားပါလေရှင်ငရဲကြောက်ခရမ်းခြင်းသီးနဲ့လုံးဝလိတ်နေအောင်လေတပြီးတော့အဆက်လည်းမထည့်ထားဘူး။ဘာကြောင့်လဲဆိုတော့လေ။ဟိုခလေးတွေလည်းစားရင်အဆင်ပြေအောင်လို့ခရမ်းကျင်သေးဘူး။အချိုလေးနဲ့ကိုကတော့လုံးဝ မအီလဲမအီအောင်တေးချလေးချက်ထားပါရရှင်အန်ဒီရဲ့တမိလေးလူအောင်ကျိုးလို့လူမပြီးဘူးလူအောင်ကျိုးလို့လူပြီးမတည်ဘူးဆိုစိတ်ကိုတမိကအငြင်းလက်ခံထားတဲ့သူဖြစ်တဲ့အတွက်တမိတကယ်အောက်ကြခံပြီးတော့လဲဒါအရင်တပတ်ကဆိုရင်စာလေးနဲ့ပို့ပြီးတော့ဘဘရဲ့တမိတို့အင်္ဂလိပ်ဆန်ငါပြပါနော်ကိုကလေ6လတာမပြည့်သေးတာ တနေရာနဲ့တနေရာပြောင်းလာဖို့ရနောက်တစ်ခုကတမီးရဲ့ဝန်ထမ်းလေးတွေကဒီပန်ဝင်းချင်းကလာလို့ကြတဲ့အပြင်စင်းလေးတွေများတဲ့ခါကျတော့အဲဘောနောအဲ့ဒါကြောင့်မလို့ပါဘဘရဲ့တမီးကိုအိမ်လေး15ပေးပါဘဘရဲ့အိမ်လာစာလေးတော့ထပ်မတိုးပါနဲ့ဘဘရဲ့6လနဲ့အိမ်လာစာတို့တမီးလည်းပြင်ရဘဘအိမ်ကိုတမီးကိုအိမ်လေးလိုပဲနေတာပါဘဘရဲ့လို့စာဥမှလည်းအများကြီးပဲကိုတောင်းတော့မမှန်နဲ့ကိုပြီးခဲ့တဲ့တစ်ပတ်ကပို့ထားတစ်ပတ်ကြော်ကြော်တော့ပို့ထားခဲ့တယ် တမိကိုဟိုပေါ့နော်အိမ်လေးလေး15ပြပြလာတာလေးလေးမတိုးပါနဲ့ဘဘရဲ့တမိမှလည်းဘဘလည်းစီပွားရေးလုပ်နေတယောက်ဆိုတော့ဘဘလည်းကိုကြီးစာမှာပါတမိဘဘကဒါမြစ်တာလှန့်ရက်ခန့်တာပါတမိဘဘအိမ်လေးကိုကိုအိမ်လေးလိုပဲတမိနေတာပါ ပြပြပြနေထိုင်တာပါအဲ့လောက်ဒီရင်ထဲမှာဩအဲ့လောက်ဒီဘအဲ့လောက်တုတ်ပြန်လိမ့်မယ်ကိုကမထင်ထားလို့ပါပြောတဲ့စကားထဲမှာရှင်အနစ်ဆုံးက မင်းတို့ပေးငှားထားတဲ့နှစ်ပဲတပြားဆိုတော့သူ့အတွက်ကတော့နှစ်ပဲတပြားတမီးတို့အတွက်ကတစ်လောက်ဆက်သသိန်းကို6လဆက်တမီးအတွက်ကနှစ်ပဲတပြားမဟုတ်ဘူးလို့သူတို့အတွက်ကတော့နှစ်ပဲတပြားပေါ့သူတို့လိုချမ်းသာပြည့်စုံနေသူတွေကနှစ်ပဲပြောပြောထွက်တာဒီဒီတစ်လဆက်ဒီအမနဲ့လည်းကျွန်တော်မသိပါဘူးဒါပေမဲ့လို့ပြောချင်တာဒီလိုကာလာကြီးမှာအဲ့လိုစကားမျိုးတွေတော့မပြောတင်ဘူးဗျာ ဒါတို့ဆိုလို့ချင်းလည်းမသိနားမလဲလို့ဒါငားခဲ့တာအကုန်လုံးကလည်းငားပြီးတော့အကုန်လုံးကလည်းပြောတယ်ငယ်လင်ပေးတဲ့ပီတူတွေအတွက်တပတ်တလန်းကနေပြီးတော့ကုညီပေးနေတာပေါ့နော်ဟဲ့မတန်ဘူးနော်ရှေ့ကကြည့်နော်အင်းကြီးကအကြီးလို့ဆိုပေမဲ့မတန်ဘူးနော်ပြန်ပြင်ဆင်ရတာထဲရပြုတ်ရလောက်ရတာတွေအကုန်လုံးအင်းဝင်အင်းပြက်ကြီးကိုပြန်ပြင်ပြီးတော့ကိုနားမလဲလို့ငားခဲ့မိတာကိုကချန်ကျဲတာတခုပဲကြည့်အချန်ကျဲတာတော့မှနောက်ကအပင်နေခုတ်တာလုံးဝအခုတ်မခံအခုတ်လို့တမီးတို့ကဘယ်နေရာသွားချက်ရမှာတော့ဆိုပြီးတော့တမီးတို့ဒါ တမန်တလေးနေရောအိမ်ပြန်ပြင်စရိတ်တွေသူတို့30ကျော်60နီးပြန်လောက်ကိုကြာတယ်ဒါတခု6လအိမ်ပြန်ပြင်လိုက်တော့50ကျော်60ကျော်လောက်ကုန်သွားတယ်ဟာစာချုပ်မှာတမီးတို့ကနေရ3လပဲရှိသေးတယ်ဒါပေမဲ့တမီးတမမမနဲ့ပြောခဲ့တယ်ဒါပေမဲ့အော်သူ့အိမ်လေးကိုငါတို့လူလူသူလူတမီးတို့ကနေခဲ့တာဖြစ်တဲ့အတွက်ဆက်တော့ငားမှာပါလေဒီအဖအလောက်တော့ပန်ဝင်းကြီးနေပြောတဲ့လောက်တော့မစိုးလောက်ပါဘူးလို့ထင်ခဲ့မိတာအခုတော့ဒီအိမ်ပြက်တာလဲဒါပါတော့ 6လစားကြတော့မပြည့်သေးဘူးเนาะဒီအေးဒါတေးလတား6တယ်ခလေးတွေဆိုဖြားတာမှအတန်းစီလိုက်လူတွေအစီလိုက်အတန်းလိုက်ကိုဒါကိုကအဲ့ဒါဖရဲတရားပဲဖြစ်လို့ခလေးတွေရှိရပဲဘာမှမဖြစ်ဘူးမဖြစ်ဘူးနဲ့ကာကွယ်ပြီးတော့နေတာဒါကိုတွေဒီအိမ်ကလည်းကိုတွေလူများလို့နေရတာပေါ့เนาะကိုတွေနောက်မှာဒါပေမဲ့အိုးသူလည်းတတဝါတို့ကလည်းကိုကိုလန်းကိုကိုကောင်းနာနေဆိုတော့စိတ်နဲ့သမီးသမီးအများကြီးသိခံပြီးတော့အများကြီးသမီးပြောစရာစကားတော်မှာ အခုလိုအချိန်ကာလမှာပြောထွက်တဲ့စကားတော်တော်ဆိုးွားนูอันนี้นูตะเสร็จเปลี่ยนอ่ะแม่ตะชาเนี่ยเปียงนี่แหละเสร็จတော့မငားနိုင်ဘူးอ๋ออืมဘယ်လိုနေပြင်မဲ့เนาะ جماعه ဒီအင်ရှင်နဲ့ပတ်သက်လို့အများကြီးမျိုးတိတ်ထားတယ် جماعه မသိနားမလဲနဲ့ငားခဲ့တာမလို့အများကြီးမျိုးတိတ်ထားတယ်အခုတော့ جماعه ပြောပြမယ်ဒီလားเนาะအိမ်ပိုင်ရှင်ဥအောင်ဆန်းဟိုလားဟုတ်လားအောင်ဆန်းဘယ်သူလဲเนาะဥအောင်ဆန်းเนาะဥအောင်ဆန်းမင်းเนาะဒီဒီဒီဟိုဟာတဲ့อ่ะเนาะဘာလဲ မဟုတ်ဘူးသူတို့လမ်းပါလမ်းမတို့လမ်းကိုပြောနေတာလေနော်မြင့်ငယ်ကိုလမ်းမှာနေတာနော်ချမ်းသာတာလဲတအားချွေးကြပြီးမှမြေခွက်တွေလဲသူ့မြေခွက်သူ့အိမ်တွေဆိုမလက်မလွဲလဲနော်အခုငရင်ကျွန်တော်တို့ကျမမပြောဘူးနော်ကျမတို့လည်းမသိနားမလဲလို့ဒီအိမ်လေးနဲ့ဒီချန်လို့ကျမတို့ငှားခဲ့မိတာစသသိန်းနဲ့နော်အိမ်မှာကျမပြမယ်မကြည့်ဒါကြီးကစံကိုတောင်ကြီးပူလောင်းတာအဲ့စံကိုတောင်ကျမကျမအိမ်အခန်းလေးတွေပြန်ဖွဲ့ပြီးတော့ကျမကျမပြန်ပြင်ဆင်ပြီးနေတာ နော်သိတဲ့သူတွေသိတယ်ဒီအိမ်ကြီးကကျမဆန်ကားတော့တော်ကြီးကိုမကိုဆန်ကိုတော်ကြီးရဲ့အိမ်ရုံလုံးပေါင်ပြန်ပြင်ရတာကျမတို့ငားရတယ်သတ်သတ်သိမ်းရလေဒီအခန်းလေးတစ်ခန်းပဲပါတယ်ဟာဒီမှာကြည့်ဟာဒီဟာဒီမှာကြည့်ဘယ်နှပေရှိမလဲအဲ့အခန်းလေးတစ်ခန်းပဲပါတယ်အပေါ်တက်အပေါ်တက်မှလည်းလာကြည့်လဲကျမတို့လင်မယားတွေဖိင်းချင်းပေါက်ပြီးအိပ်ရတာနော်အပေါ်မပြောဘူးဒါမဲ့ကျမမသိနားမလဲနဲ့ကျမကကျမဇွတ်ဇွတ်တီကိုငားလိုက်မိတဲ့အတွက်ကိုက ဒီမှာဒီနောက်ကတမန်တလင်းနေဒီချမ်းနေဒီနောက်ကတော်ကြီးဒါကုမောက်ကိုပြန်ပြင်ပြီးတော့ဒီမှာဒီတမန်တလင်းနေကျမတို့ကကျမတို့ဒါကိုလုပ်ငန်းအတွက်ဆိုပြီးတော့ကျမတို့နော်ကုမောက်ကိုပဲပြန်လှုပ်ရတာလှုပ်တာလှုပ်ထားတာပါသူတို့လည်းမပြောဟိုမပြောလို့ဘာကြောင့်လဲဆိုတော့ဒီအဲကုန်းတလုံးပါတယ်အဲအဲကုန်းတလုံးကနာကြီးတခဲပိုးလေးတောင်ပြန်တောင်းနေရနော်အင်ရှင်တယောက်ပြီးမီးတီးတယ်ဆိုဒီအိမ်ရောက်တာ6လုံး9လုံးကိုပေါ့ကိုတက်ရတယ်ရေချိုးကအိမ်ကတအိမ်လုံးကိုအကုန်ပြန်ပြင်ရတာအကုန်ပြန်စေးကြောရတာအိမ်ဟောင်းကြီးအိမ်အိုကြီးဖြစ်နေတာအခုပြောချင်တာမမဝန်ထမ်းတွေအများကြီးနဲ့ နော်ဝင်းနဲ့နေအများကြီးနဲ့မလို့အခုအိမ်ကြီးကကျမတို့ညဘက်မအိပ်ရဘူးအထက်ထဲမှာအက်နေတော့မအိပ်ရအက်တာမှာအကြအကြီးကိုဒီလက်တစ်ချောင်းထည့်လို့ရတယ်အက်နေပုံစံကြီးဆိုတော့အကျိုးအကြောင်းလေးမေးတာအဘရေနော်ကျမအမျိုးသားလှမ်းမေးတာသူတို့ယောက်ျားလေးချင်းချင်းစကားပဲအဘရေ နော်တန့်ငားတဲ့ကလည်းကျမတို့ကို6လသာပဲငားမယ်ကျမတို့ကသိချနားမလဲတော့6လသာ6လသာပဲငားအဖရဲ့တနစ်စာလေးတော့ချုပ်ကျင်တော့6လသာပဲချုပ်မယ်တဲ့ငားတဲ့အဲ့ဒီကတော့တပြတ်ပြောတာနဲ့အဲ့တဲ့ငားတဲ့နင်းတို့ကလသာထတ်တော့မှဖြစ်တဲ့အတွက်ကြောင့်လဲဆိုတော့အဲ့အဖရဲ့လို့တကယ်လို့တိုးကြင်တော့မှမတရားမတိုးပါနဲ့ဖရဲ့နည်းနည်းလေးတော့ short တိုးပါဒါပေမဲ့ကိုကဒီအဲ့အနေထားကိုပြန်ပြင်ရမယ်အနေထားလေကိုမသိခဲ့မသိခဲ့ဘူးနေနေနေနဲ့ကျမရဲ့အရင်ဖန်လေးဆိုတိမှာပဲကျမဘာမှမဆိုရိုက်တင်ပေးတယ်ဆိုအလကားတင်ပေးနေတာမဟုတ်ဘူးကျမမှာတခုခုပြဿနာဖြစ်ပြီးဆိုကျမဘက်မှာဖန်နေပဲရှိတယ်အဲ့တော့ ကျွန်မမနှမျောဘူးကောငါလုံနေတဲ့အချိန်ကာလလေးမှာငါတို့အစဉ်ပြောင်းဆိုခုကျွန်မကျွန်မကျွန်မအလူတွေအတွက်ကိုကျွန်မချက်ပြုတ်နေတာနော်အဲ့တော့ဒီအားတွေအတွက်ကိုငါဒီချက်ပုတ်ပြုတ်ဖို့တန်ရှင်းမှုကရေးချက်အတွက်အော်ကငါနေငါငါတို့နေတဲ့ကာလလေးအစဉ်ပြောင်းဆိုပြီးတော့အခုပြောချင်တာငရင်လောက်တယ်အဖရဲ့အချိုးချောင်းလေးကျွန်မမြူသားမေးတယ်မေးတဲ့အခါမှာဗာပြောလဲဆိုတော့ဟိုကမလုတ်ပေးနိုင်ဘူးတဲ့နော် နေချင်းဆက်နေတဲ့မနေချင်းပြောင်းတဲ့ကြံတဲ့ပတ်သက်ကိုပြန်ပြန်ထုတ်ပေးမယ်တဲ့ပြန်အမ်းပေးမယ်တဲ့နော်ဒီလိုအချိန်မှာလူပီသားတဲ့စကားမထွက်ဘဲနဲ့အင်ရှင်တယောက်ဖြစ်ပြီးတော့သူဆိုရင်ချမ်းသာတာမှာအများကြီးနော်ကျမတို့အိမ်ကဆက်သက်သိုင်းကိုငှားတော့ဒီထက်မှာစံအိတ်ကိုသူကစံအိတ်ကိုတောင်ကြီးကိုအိတ်တရာကျော်ထားခဲ့တယ်ဟဲ့အဖဘလို့လို့ရမှာကျမတို့အိမ်ပြောပြမယ်ဆက်ငားတဲ့ရကျမပြောပြမယ်နော်ကျမကလည်းရက်တရနီးသွားအဲ့ဒါတော့များတော့ပြီအိမ်ဆက်ငားတဲ့ရကျတော့ထားခဲ့ခ ပေးတယ်ငါတို့မှလည်းဒီ channel ကိုရှင်းဖို့အလုံသမားကပတ်သက်မရှိပေးရမှာမလို့တဲ့နော်ကတ်တာနော်ကတ်တာနော်သူ့အနေထားနဲ့တိမ်ပေါင်းများစွာကားတွေဆိုတာနဲတာမဟုတ်ဘူးနော်အမြန်လမ်းပေါ်မှာလည်းထမင်းဆိုင်တွေပွင့်ထားတာကျမတို့ဆင်ရန်တောင်းတော့ဆင်ရန်ဆယ်သိန်းသွားချပြီးတော့ကျမတို့အဲ့ဒီလူတွေချမ်းသာတော့လေအဲ့ဒီချမ်းသာတဲ့ဟာကြီးကဘာအတိတ်ပဲရှိမှလဲခါလက်ချပြီးတော့အိမ်ငါးကန်ကြီးရက်မှာသူ့စံနေသူ့စီတွေကို ဝယ်မငားမယ်တဲ့ဒါအကုန်လုံးသိတယ်ကျမတောင်းဝင်းကြီးလဲကျမအိမ်မှာဟင်းလာဝယ်ရတဲ့သူတွေတောင်မှအဲ့မှာကျမတို့ဖုံးပြောတော့ကြားရတယ်။ तू စံနေ तू စီတွေကိုဝယ်မဆက်ငားမယ်ဆိုဟဲ့အဖဘလို့လောက်တာတော့ခလေးကစားလို့လုံနေရမဟုတ်ဘူးတော့ဗာသူတို့ကအဘအယုံငားတော့မယ်ဆိုလို့တခြားနေရာတော့မရှာတော့မနဲ့ရက်လဲပြောင်းသွားဖို့နီးနေတဲ့ဟာကိုကျမတို့အဲ့လိုပထမဆုံးလုပ်တယ်ကျမတို့ကငိုကာယူကာကျမအဲ့တုန်းကတော်တော်ကိုအပူမီးများပြီးကျမကတော်တော်လေးကိုစိတ်ကြထိခိုက်ခဲ့ရတယ်။ဒေါသတွေရထွက်တယ်။မငားတော့ကျမတို့ကဒေါသအဲ့ဆက်တဲ့ကိုလည်းပြန်ပါလဲ။ဩအဲ့ပစက်ကိုလည်း ။ဟာလေပြန်ပေးမယ်ဆိုလားအဲ့တော့ပြောတယ်ပြန်ပေးမယ်တဲ့။ဆိုတော့အဲ့လောက်ထိချုပ်နေမှာတော့ဗျာကျွန်တော်ကဆိုမနေတော့ဘူး။ဒီကစားစရာလိုလားလုပ်တယ်။အဲ့တော့ကျမတို့ကတော်တော်လေးညှိနှိုင်းခဲ့ပြီးတော့တိခတ်ပြီးတော့ဒီအကြီးကိုဘာဆိုဒီရက်တော်တော်လေးတွင်မှာဟုတ်ပါအင်ကလည်းပြောင်းပြရမှာဖြစ်တဲ့တော့ကျမတခြားအောင်၁၅ဘူးအချိန်မရှိတော့ဘူး။နော်အဲ့ဒီတော့လည်းတစ်ခါသူစံနေစီတွေဝယ်မှဆိုပြီးတော့ဟဲ့အဖရဲ့အဖစံနေစီတွေကိုသမီးတို့ကအခုချက်ချင်းဘလို့လို့ဝယ်လို့ဖြစ်မှာတော့သမီးတို့ကတခြားမိတ်တွေရှိတယ်။ဒါပေမဲ့ နောက်တမှာတပြည့်ပြည့်နဲ့ဝယ်အဲ့လိုမျိုးပေါ့နော်အခုအဲ့ဒီစံအိတ်တွေကိုတောင်ဒီမှာဒီကိုတောင်ကြီးတက်မှာစံအိတ်တွေကြော်ထားခဲ့တယ်မဖက်ပေးဘူးအဲ့နဲ့တိတော့ဟဲ့အဖအဲ့စံအိတ်တွေဘာလို့မဖက်ပြောချင်တာချမ်းသာတိုင်းအထက်တန်းစားလို့မထင်နဲ့အဲ့လိုမျိုးချမ်းသာပြီးတော့အောက်တန်းကျနေတဲ့လူတွေလည်းခပောက်မှာအများကြီးဗျဖက်ပြီးတာလဲဆိုနင်တို့ကလဲတဲ့ဟိုဘက်ကပ်ပြီးနေလိုက်ပေါ့တဲ့ကျမကပြောတယ်ဟိုဘက်ကလေးကတ်လိုက်တဲ့အိမ်ထဲမှာစံကိုတောင်မီးသွေးကိုတောင်နဲ့မီးသွေးအိတ်တွေအကုန်ထားခဲ့တယ် အဘအရသမီးတို့လူအင်အားနဲ့ဒီဆန်အိတ်တွေကနဲ့သမီးတို့ဘလို့လို့နေလို့ရမှာလဲဆိုပြီးတော့ငိုကယောကအတင်းပြောကမှာအဲ့ဆန်အိတ်တွေကိုသူဖယ်ပေးသွားတယ်အဲ့တော့နောက်တော့ကိုကပြောတယ်ရတဲ့အဘအဲ့ဒါဆိုရင်လည်းအဘအဆင်ပြေတယ်လို့ဒီ channel မှာထားတယ်သမီးတို့ champion ထုတ်ထားလိုက်မယ်ဒီအိမ်ပြုံထုတ်ထားလိုက်မယ်အဘဆန်အိတ်တွေဘာဖြစ်ဖြစ်သမီးတို့တော့မဆိုင်ဘူးလို့ကိုကအဲ့လိုပြောလိုက်လို့ဆန်အိတ်တွေကိုလာတဲသွားတယ်မီးသွေးအိတ်တွေကိုလာတယ်အဘမီးသွေးတွေလည်းမှတ်တော့မမတ်လို့ပြောင်းသမီးတို့ကတော့တာဝန်မဆိုင်ဘူးသမီးတို့ကဒီမီးသွေးတွေနဲ့ချက်ရတာဖြစ်တဲ့အတွက်အဘမီးသွေးတွေပြောင်းရုံးနေကြောင်းနေမထင်ကန်တော့လို့ပြောလို့မီးသွေးတွေလာတယ်ဝါတယ်အခုလဲကြည့်ဟမ် ဆက်လည်းမငားနိုင်တော့မငားဘူးတဲ့နင်တို့တဲ့ပြီးတော့ကျမပြောပြမယ်ကျမပြန်သိရတာလည်းအများကြီးကျမဈေးရောင်းတာကို तू ကမနာလို့တဖြစ်ပြီးတော့ကျမအကောင်မအကောင်မတအားရောင်းနေရတာအကောင်မအဲ့လိုရောင်းရမှန်းသိရင်အဲ့ယုံငါမငားပါဘူးငါတို့ကငါတို့ရောင်းနေဆိုတော့ရောင်းလေ तू तू ကဘလောက်ဒီဒီအဘကြီးကိုလည်းကိုကမသိပါဘူးနောက်မှအဲ့ပန်ဝင်းကြီးကပြန်သိတာပန်ဝင်းကြီးတစ်ခုလုံးကသူတို့ကိုဘသူမှစကားအောင်မပြောတာဘာလို့လဲဆိုတော့တအားကြောက်စရာကောင်းပြီးကုတ်စီးတအားနေပြီးတော့လူတွေကသူပြစ်စီတာတန်ချင်းရှိတာသူများပြစ်စီကိုသူကဘာမှတန်ချင်းမရှိဘူးအဲ့လို့ နော်အဲ့လိုလူမျိုးဆိုတော့ပတ်ဝန်းကျင်ကလည်းသူတို့အဲ့တမကိုကလည်းနောက်မှကိုငားပြီးမှပြရတယ်။ပြရတာကျမအခုကျမမခံနိုင်လို့လို့ရင်ပွင့်တာအခုကျမမအခု၃လ၃လတော့နေ၃လကြံ့သေးတယ်။အဲ့၃လပြီးအခုကျမလည်းမေးလိုက်တာအဘအိမ်လေး၅မှလားဆက်မငါ၅မယ်ဆိုသူသူကျမထပ်ဆက်ပြောမှဆိုရင်၆လစာရောက်ချုပ်ထားတာလေဗျာ၃လတည်းနဲ့ခြေစကားတွေကပြောစရာလိုလိုလားလိုက်တာ၅မှတာလင်းသမီးဒီအိမ်ကိုသမီးကပြင်လိုက်မယ်အဘ ကျမလည်းချမ်းသာနေလို့မဟုတ်ဘူးနော်ဒါပေမဲ့စကားတွေမများကျင်တော့လို့15မှသာလဲကျမလည်းပြင်ရတာတန်ပါလေ15ပဲနဲ့ဒီ3လာလို့ကျမဒီအိမ်ကြီးကိုပြန်ပြင်ဖို့ကျမဘယ်လိုလုပ်လို့ဟာပြင်မှာတော့နော်အဲ့ဒါကိုပြင်လည်းမပင်းနိုင်ဘူးတဲ့ဆက်လည်းမငားနိုင်ဘူးတဲ့ကဲပုံစံအိမ်ပင်းနာမှာခေါဆွဲဆိုင်ဖွင့်ခိုင်းနေအန်တီနဲ့တော့သွားစင်နေတယ်ဘယ်လိုတော့ကောင်းလေးတယောက်ကိုအန်တီတယောက်ကအေးကောင်းလေးနင်ခေါဆွဲဆိုင်ဖွင့်ကျင်တယ်ဆိုလို့ရှိရင်ငါပေးငါအိမ်ပင်းနာမှာလာဖွင့်ရင်ငါဆိုင်နေအလကားပေးမယ်ဆိုပြီးတော့ ဒီ NDA တော့လက်ကားပေးတာဗောနော်လက်ကားပေးမယ်ဆိုပြီးတော့ခေါက်ဆွဲဆိုင်တွေဖွင့်ခိုင်းတယ်ဟောခေါက်ဆွဲဆိုင်တွေဖွင့်ပြီးတော့အောင်မြင်လာပြီးရောင်းလဲကောင်းလာပြီးဆိုတော့အေးနေုံငါဆက်မငားနိုင်တော့ဘူးဆိုပြီးတော့ကောင်းလေးကတိုင်းပါဝါတာဗောဗျာသူလက်ခုလို့ဖြစ်နေတာအဲ့ပုံစံမျိုးပဲဘလောက်ဘလောက်ရုံးမှလဲဆိုတော့အဲ့အပါကြီးထင်းတော့မထင်းတော့အဲ့လောက်ကြီးဒီဟိုကိုအပါရွယ်မလို့ကွာအဲ့လောက်ကြီးဒီရုံးမှလိမ့်မယ်အဲ့လောက်ကြီးဒီဟို ပြီးတော့ तू ကဈေးရောင်းရတာကို तू ကမနာလို့ပြင်နေတာနော်အဲ့အကုန်လုံးရှိမှ तू ကပြန်မကြားလေဦးတင်ပြီးတော့ကိုဈေးရောင်းရတာကိုမနာလို့တွေဖြစ်ပြီးတော့အဲ့လိုမှန်းသိအဲ့အိမ်မငါ့ဦးတဲ့အဲ့အိမ်ရှိမှငါတို့ကငါတို့ရောင်းပါတယ်ဆိုပြီးတော့ဟမ်အဲ့အိမ်မှာ तू စိတ်တက်နဲ့ကျမစိတ်တက်နဲ့ရောင်းကြည့်လေဘာလို့တော့မပြောတော့ပါဘူး तू များကိုတော်တော်လေးကိုခံပြင်းတယ်ဘယ်လိုပြောရမလဲတော်တော်လေးကိုခံပြင်းတယ်အကောင်းဆုံးတော့ဗျာအဲ့အိမ်မှာဆက်မနေတာအကောင်းဆုံးပဲအဲ့လိုလူနေမှာပတ်သက်တာအကောင်းဆုံးပဲ နော်ကောင်းကောင်းမမပြောတော့ငါတို့တော့မပြင်ပေးနိုင်သေးဘူးဟေးဆိုရင်တော့မှရသေးတယ်ပြင်လည်းမပြင်ပေးနိုင်ဘူးလေနင်တို့နေချင်းဆက်နေတယ်မနေချင်းတခြားမှာငားပြောင်းနေကျန်တဲ့ပတ်ဆက်ပြန်အမ်းမယ်ဆိုတော့စကားကတော်တော်ရုပ်မှလုံးနေအဘဥအောင်ဆန်းဦးနော်အဘဥအောင်ဆန်းတော်တော်ရုပ်မှလုံးနေဥအောင်ဆန်းဦးလားပါလားနာမည်မသွားရင်တော့နော်ဆမ်းမင်းလားဥအောင်ဆမ်းမင်းလားနော်ချန်နေတိုက်တဲ့ကားတွေမှာထားနေရနေရမရှိအများကြီးပဲစံကိုတောင်တွေမှာအများကြီးပဲနော်ဟိုတယောက်နဲ့တော့နာမည်သွားစင် ဒီဆွေကြမင်းမာရီရောဟိုဟိုကပုပ်ပဘက်တွေမာရီရောနော်ဒီလောက်ချမ်းသာပြီးတော့သူတို့လောက်တော့ကျမကမြုံမုံတစတောင်မရှိတဲ့သူကိုကြည့်ဖို့ရုံမာတာဟမ်ပြောတာကြည့်သေးတယ်ဗာလဲနင်တို့နှစ်ပဲတပြားအုပ်တာငါကတယ်ဆိုတော့နင်တို့ပေးထားတဲ့နှစ်ပဲတပြားတယ်သူ့အိမ်ကိုလာကြည့်လဲဟိုကျမတို့နေလို့အိမ်ယုံလုံးပေါက်တာနော်လူအင်အားများလို့လည်းဒီအိမ်ကပြော့ပြတ်မှာပယ်ရဲရလဲအသေးချောက်တာနော်အဲ့ဒါပယ်ရဲရလဲအသေးချောက်တာ ကျမတို့ကလေးတွေဘလို့တောင်ဖျားကျမမပြောချင်လို့ဒါအခုတော့ကျမမခံစားနိုင်လို့ပြောပြီပရဲရလည်းအသေးချောက်တာကလေးတွေမှာဘလို့တွေဖျားနာပြီဘလို့တွေနော်သတ်သေးချောက်ကလေးတို့မြစ်တာတရားနဲ့အုံချောက်ပြီးတော့ဘာမှမရှိဘူးဘာမှမမဖြစ်ဘူးကလေးတို့ကြောက်မှသေးလို့ဒါပရဲအသေးချောက်တာနော်